အားလုံးပဲမင်္ဂလာပါကျွန်တော် channel တွေကနေကြိုဆိုပါတယ်ကျွန်တော် channel တွေကိုလည်း like and subscribe နေထားပေးကြပါဦးကျွန်တော်ဒီနေ့မှာတပတ်စာအတွက်ပေါ့နော်အခုနေ့အတွက်ကတော့ကျွန်တော်အဓိကစဉ်းစားထားတာတော့ဒီပတ်တိတလုံးကိုအဓိကကစားမယ်ဒီပတ်တိတလုံးထပ်ပြီးတော့တကယ်အခွေရပေါ့နော်ကျွန်တော်ပြီးရင်ပတ်တိတလုံးတပတ်စာအတွက်ကိုကျွန်တော်အခွေကြည့်ထားမယ်ပြီးတော့ break ကြည့်ထားတယ်ပြီးတော့ဒီတပတ်စာအတွက်တပတ်တရက်စာအတွက်ပေါ့နော်အခုနေ့အတွက်ကိုကျွန်တော်ပတ်တိလေးတလုံးကိုကြည့်မယ် ပတိလေးတလုံးပြီးတော့ကနန်းထွက်တဲ့ကနန်းနဲ့ကျွန်တော်တို့နောက်ရက်တွေကိုပြီးခဲ့တဲ့ဘက်ကလို့ဆက်ပြီးမှလာနေတိုက်ကိုကြည်ပါမယ်ဒီတိုင်းလေးဆိုရင်နည်းနည်းပိုအဆင်ပြေမှာနော်ဒါပေမဲ့တချို့ site တွေ calendar ကျတဲ့ site တွေပေါ့နော်တွေ့ရင်တော့ကျွန်တော်တွေ့လို့တင်ပေးရမယ်ကျွန်တော်ဒါပုံမှန်လေးပဲတောင်းမှာပေါ့နော်ကနန်းကိုပြောမယ်ဆိုရင်တော့အများကြီးမကြည့်တော့ဘူးပေါ့နော်တစ်ပတ်စာတစ်ပတ်စာမဟုတ်ဘူးကျွန်တော်တို့ဒီတချို့ကနန်းတွေဆိုရင်တော့ break တွေဆိုရင်ကျွန်တော်တို့ဒီထွက်ပေးရမယ့်ရက်တွေမှာမထွက်ပေးဘူး နောက်ကြတယ်နောက်တစ်ပတ်ဒီမှာထွက်တဲ့ထားတယ်ဒီလို site လေးတွေရှိတာဖြစ်တဲ့တူပေါ့နော်ထွက်ကနမ်းမို့မူတည်ပြီးအဓိကထားပြီးမှကျွန်တော်တို့ကြည့်မယ်ပေါ့နော်ဒီကျွန်တော်တို့တပတ်တာပေါ့နော်ပြီးရတဲ့ဘက်ကတော့နစ်ပူနဲ့၃ညနေထွက်တယ်တောက်ကြနေအပိတ်တော့ပိတ်သွားတယ်တောက်ကြနေမှာအဲဆိုတော့ကျွန်တော်ပြောလို့အဓိကပေါ့နော်အရင်တော့လည်းတချို့မိတ်ဆွေတွေတင်းတီးမှာပါကျွန်တော်ပြောလို့တောက်ကြနေမှာဘာအပူပဲထွက်ထွက်ဒီတင်းနေတောင်းလေးအခွေကအနည်းဆုံးတစ်ချိန်ကလိုက်တယ် ်အမိတ်ဆွေတို့ကိုကြိုက်ကနန်းရှိရင်တင်ထိုသူကတော့တစ်ဖက်လုံးတော့ကစားရအောင်လေနော်တင်းနဲ့သုံးလေးအခွေရှိမယ်ပြီးတော့၃ညနဲ့တင်းနဲ့သုံးလေးအခွေပြီးတော့၃ညနဲ့လို့ထွက်ပြီးတာနဲ့ကျွန်တော်၃ညနဲ့အပေါ်ကဒီ၅တုံညအင်္ဂါနဲ့မနဲ့ကလည်း၅တုံညလို့ပြန်ဆင်းတယ်ဒုတိယတပင်မှာ၄ငါက၄ငါလို့ပြန်ဆင်းတာမျိုးရှိတယ်အဲ့ဆိုတော့ကျွန်တော်တို့ကဒီတစ်ပင်းမှာတွားယူလိုက်မယ်ဆိုရင်၅တုံညနေရာနှစ်တင်းနဲ့ကျွန်တော်တို့၄ငါးနေရာ၅တုံးဆိုတာရှိတယ် အဲ့ဒါဆိုတော့နေ့တင်းနဲ့၅တုံးကယူလိုက်မယ်ဆိုရင်ကျွန်တော်ပြောလို့ပထမပြင်ရည်တွေမှာသူကခဏန်းဟာပြေးတာမှဒီဒုတိယတစ်ပြင်မှာခဏန်းမပေးဘူးဆိုရင်တော့သူကအနည်းဆုံး break ကတော့ပေးနိုင်တယ်။သူကတချို့အပြင်ရည်တွေကတော့ခဏန်းနေအရင်ဆုံးပေးတယ်ပြီးတော့နောက်ပိုင်းနေခဏန်းနေတိတ်မပေးတော့ဘူး။ဘာလို့သူဒီမှာ၄၅ဆိုရင်၄၅တဲကြတယ်၅တုံးညာ၅တုံးညာတဲဆင်းတယ်။အဲ့လိုဆင်းတာဖြစ်တဲ့အတွက်ကျွန်တော်ဒီတစ်ပြင်မှာနေ့တင်းနဲ့၅တုံးကိုအဓိကဒါ main တင်ကစားပြီးမှကျွန်တော်၃ရှစ် break ကိုကစားမယ်။ ာဆိုတော့ဒါကျွန်တော်တို့ဒီတပတ်တာတင်းနဲ့၃လေးအခွေနဲ့ကျွန်တော်တို့၃ရှစ် break နဲ့ရှိမယ်ဒါတပတ်စာပြီးရပတ်ကလည်းကျွန်တော် break တွေဆိုရင်ဒါပြောမယ်ဆိုရင်ဆိုးတော့မဆိုးပါဘူးเนาะဒါမိတ်ဆိုတော့ free cut ဆိုမယ်ကျွန်မမှာတော့ break ကတော့မထွက်တော့ဘူးဝေးကတ်မှာတော့ကျွန်တော်အရင်တော့အပတ်ကပြန်ကနန်းဆိုတာပေါ့เนาะဒါမှမမှာနဲ့ပတ်သက်ပြီးဂျုံလုံးလေးတခါလေးပြောပြလိုက်တာပေါ့เนาะပြီးရပတ်ကမှာเนาะကျွန်တော်ရွေးထားပြတဲ့နေရာမှာနှစ်၃ညကလည်းဒီဒုထဲမှာပါတယ် ါတယ်ဆိုပေမဲ့ကျွန်တော်ဒီဗီဒီယိုထဲမှာပဲပါလိုက်တာပြီပြောတဲ့ဒီဒီလိုရေးပေးတဲ့အထက်မှာလည်းအဓိကပါလိုက်တာကျွန်တော်ပေးလိုက်တယ်ကတ်ထဲမှာတော့မပါလိုက်ဘူးအဓိကပေးရတော့ဒီလေးလုံးဝေကတော့1 3 4 5ဒါပေမဲ့ကျွန်တော်3လုံးဝေကိုအဓိကပေးတာ1 3 4အခွေသူကပြောမှဆိုတော့ဒီ1 3 4အခွေဟာပြက်တာမရှိဘူးဒါပေမဲ့နည်းနည်းတော့နှောက်ကြပါဘောနော်ဒါဒီကကျွန်တော်၃လုံးဝေကိုအဓိကထားပြီးမှ၄လုံးဝေတွဲပေးလိုက်တာဆိုတော့နည်းနည်းနောက်ကြပါ ဒါမှန်ပါတယ်အတွက်ပေါ့နော်ဒါကျွန်တော်ပြောပြပြီးတော့ကျွန်တော်ဒီအခွင့်အရေးအတွက်ကိုကျွန်တော်ပတ်တိလေးပလုံးကိုကျွန်တော်စဉ်းစားအောင်နော်ဒီခွန်ချောက်ထွက်တဲ့ site နေကိုကျွန်တော်ကြည့်အောင်နော်ခွန်ချောက်တဲ့သူတောက်ကြနေမနေကနေ3တက်မှာကသူထိတ်ပေါ့နော်3ထိတ်ကဒီမှာကျွန်တော်3တုံညာဆိုပြီး3နဲ့အဓိကဆင်းနေဒီခွန်ချောက်အောက်က5တက်ကကျွန်တော်တက်5ဆိုပြီးမှဒီ5တလုံးပေါ့နော်ဒီ5ထိတ်က5တလုံးကဒီမှာတော့နောက်ရောက်တော့5တလုံးကအဓိကဆင်းနေ အဲ့တော့ကျွန်တော်ဒီတစ်ပတ်မှာခွန်6လို့ထွက်ပြီးတယ်အောက်ကသူ့အောက်မှာနှစ်ဘူးဆိုတော့ကျွန်တော်ဒါရှေ့ပဲကြည့်နောက်ပဲကြည့်နှစ်တလုံးကနှစ်တလုံးပဲရှိနှစ်တလုံးပဲရှိရဖြစ်တဲ့အတွက်ကျွန်တော်ဒါနှစ်တလုံးကိုပဲအဓိကယူပြီးမှကစားမယ်အဲ့ဆိုတော့ကျွန်တော်တို့ဒီမနေ့ပြန်ဖွင့်နေတော့ဗောနော်ကျွန်တော်ဒီအဓိက main party ဒါနှစ်ပါ နေ့ပိုင်းကတော့မိတ်ဆွေတို့ဒါနေ့နဲ့ပတ်သက်လာရင်ကိုကြိုက်ကနန်းရှင်းလဲတင်ထိုးဒါမှမဟုတ်ねကျွန်တော်ပြောလို့ဒီအခွေတွေကနေ့နဲ့ပတ်သက်တာကိုတင်ထိုးမလားကျွန်တော်ပြောလို့ဒီနေ့တက်ကဒီမှာနေ့တက်လို့ကြာတာမျိုးလေးရှိတယ်တို့လည်းကြာတာရှိတယ်တို့ကကိုကြိုက်ကနန်းရှင်းရင်တင်ပြီးမှကစားလို့ရတယ်ဗောနော်တချို့ပြီးတော့တချို့ပြောမစမ်းနော် site တွေကလည်းတချို့ site တွေနဲ့ထပ်ကြည့်အောင်မယ်ဆိုရင် ပတ်တီးတွေကလည်းဒီတခြားပတ်တီးတွေလည်းကြာလာနိုင်နေတယ်နော် အဲ့ဆိုတော့ကျွန်တော်အဓိကကြိုက်တဲ့ခဏလေးပေါ့နော်ဒီ6ထွက်တဲ့ site လေးနဲ့ကျွန်တော်ကြိုက်တာဖြစ်တဲ့အတွက်ကျွန်တော်ဒီကနှစ်ပတ်တိလေးကိုကျွန်တော်ကစားမယ်ပြီးတော့ကျွန်တော်ပြီးတဲ့ဘက်ကဆိုရင်တော့ဒီကျွန်တော်တို့ကျွန်တော်ပေးတဲ့ဟာပေါ့နော်ဒါမိတ်ဆွေတို့ဒါအမေအောင်လို့ကျွန်တော်ထပ်ပြီးမှပေးတာသူကအများအားပုံမှန်ထပ်ပေးနေကြကျွန်တော်ပြောတာဒီနှစ်ခွန်ရဲ့ကျွန်တော်တို့နှစ်ခွန်ရဲ့ပြီးတော့ဒေကိုအချင်းကိုကျွန်တော်တို့ဒီ1 3 5နဲ့ကတ်ကစားအောင် နှစ်ခွန်ရဲ့လေးကိုအချိန်ကိုကျွန်တော်တို့ဒီတစ်တုံးကနဲ့ခက်ကစားကီးပေါ့နော်တစ်တုံးလေးကီးနဲ့ခက်ကစားမယ်သူကအာဒါအ ਨੇ ဆုံးနော်ကျွန်တော်ပြောလို့ဒါပြီးရတဲ့ပတ်မှာဆိုရင်ဒါဒါ၃ရက်အတွင်းပေါ့နော်ကျွန်တော်ပြောလို့ဒါ၃ရက်အတွင်းကစားနိုင်တယ်လို့ဆိုတာနှစ်တည်းထုတ်ခွက်ရမယ်ဒီကျွန်တော်ကြာပြီးတောက်ကြမှာတော့သူမစင်ပြီးတော့ဘူးသူကအ ਨੇ ဆုံးဒီပြီးရတဲ့ပတ်လောက်ပါပဲသူကအ ਨੇ ဆုံး တာတစ်ချိန်ဆင်းတာပုံမှန်ဆိုရင်သူအနည်းဆုံး2ချိန်လောက်ဆင်းတယ်တနေ့မှအင်္ဂါပုတ်တခုဒီ3ရက်မှအနည်းဆုံး2ချိန်ဆင်းတယ်တကယ်လို့2ချိန်လောက်ဆင်းသွားရင်တော့ဒါဂျာပရီတောက်ကြမလိုက်နဲ့တော့ဘူးနော်အဲတကယ်မထွက်ခဲ့ရဆိုရင်ဒီဂျာပရီတောက်ကြမှာဒီခေကိုလေကိုအချိန်ကို1-3ငါးနဲ့ကတ်ကစားလို့ရတယ်ဒါကိုကြိုက်ကနန်းရှင်ကတ်ကစားလို့ရတယ်ဆိုတာပြောပြတာနော်ဘာလို့ဆိုတော့တခါကျရင်ကိုကနန်းရှာမြတာတို့ကနန်းဆိုင်ဘာလို့လို့ထိုးရမှာမသိဘူး ကိုထိုးကျင်တာတော့ဆိုရင်ပေါ့နော်ဒါဒါလွယ်ကူတယ်ရိုးရှင်းတယ်အနည်းဆုံးကတော့အနည်းဆုံးတစ်ချိန်တစ်ချိန်ကတော့သူကအဆင်ပြေတယ်အဲဆိုတော့ကျွန်တော်တို့ဒါတပတ်တာပူပါခွေပေါ့နော်တပတ်တာပူပါခွေနဲ့ကျွန်တော်တို့တပတ်တာ brain နဲ့ဒါတော့အခွင့်နေပေါ့နော်အခွင့်နေပတ္တိတလုံးကျွန်တော်ပြောလို့ပါเนาะပြီးတော့မှကျွန်တော်တို့ဒီတနင်္လာထွက်ခဏန်းနေကြည့်ပြီးတော့မှကျွန်တော်ညနေခဏန်း တော့နောက်နေ့ကနန်းလေးကိုဆက်ပြီးမှကြည့်ပြီးမှကစားမယ်ပေါ့နော်ကျွန်တော်ကြားထဲမှာဆိုင်ရရင်နော်ဆိုင်ရလို့ထားပြီးမှတင်ပေးမယ်အဲဆိုတော့ကျွန်တော်ဗီဒီယိုလေးကတော့ဒီလောက်ပါပဲကြည့်ပေးတဲ့ရောက်စီနိုင်ကိုကျေးဇူးတင်ပါတယ်